မောစိန်လာငါပြောတာမမေ့နဲ့နော်မင်းမနဲ့စောစောရွှေစည်းကုန်ဖရာကြီးကြောင်းဝင်းနေရညောင်မင်းအောင်ရောက်လာခဲ့ကွာငါစောင့်နေမယ်ငါစောင့်နေမယ်တဲ့မောင်စိန်လာတယောက်ကဒီလိုပဲခဏခဏအိမ်မက်မက်နေပါတယ်စဉ်းစားလို့လည်းမရအိမ်မက်ထဲကလာပြောတဲ့သူကိုလည်းတဲတဲကွက်ကွက်မမြင်ရဝူတူဝါဒနဲ့အတန်ကိုတော့ပြပြတတ်တတ်ကြားရပါတယ်ဟိုးထားလိုက်ပါကွာမောင်စိန်လာကလည်းဒီတိုင်းမင်းနေလိုက်ပါတယ် မိမဖြစ်သူနဲ့အမဖြစ်သူဒေါ်ရင်တို့ကိုပြောပြပေမဲ့လည်းစိတ်ဝင်စားမှုမရှိကြပါဘူး။အမဖြစ်သူဒေါ်ရင်ရင်ကလာပြေလာွယ်နေတဲ့ရွှေစည်းကုံဖုန်ကြီးเจ้าကိုလာတဲ့ဥပုပ်တွေကိုလက်ဖက်တော့အလူပေးနေကြပါ။ ရွှေစည်းကုန်းဘုန်းကြီးကျောင်းဟာမေမြို့ပြင်ဦးလွင်ရဲ့အထင်ကရဘုန်းကြီးကျောင်းကြီးတစ်ကျောင်းလည်းဖြစ်ပါတယ်။ကျောင်းကြီးမှာတော့အတော်ပင်ခိုင်ခိုင်ခန့်ခန့်နဲ့ဒူးတဲ့ကောင်းလွန်လာတဲ့အဆောက်အဦးကြီးဖြစ်ပါတယ်။အဆောက်အဦးရဲ့အောက်မှာတော့မြေရောက်ခန်းကြီးလည်းရှိနေခဲ့ပါတယ်။မောင်စိန်လာတို့မိသားစုတွေမြို့သူမြို့သားတချို့နဲ့ကလေးတွေရောခွေးတွေပါမကြမ်းတိုင်းပြည်မငြိမ်မသက်ဖြစ်စဉ်ကအဲ့ဒီမြေရောက်ခန်းကြီးထဲမှာဝင်ပြီးတော့ပုန်းကိုခဲ့ဘူးပါတယ်။အဲဒီလိုနဲ့ပဲနောက်ပိုင်းမှာတော့မောင်စိန်လာတယောက်ဟာရွှေစည်းကုန်းကျောင်းကြီးရဲ့ကျောင်းနိုင်ဖုံဖုံနဲ့ ဆွေမျိုးရင်းလိုဖြစ်သွားခဲ့ပါတယ်တောင်တောင်အကြောင်းရောက်ဘူးတဲ့သူတွေကမြေရောက်ခန်းကြီးရှိတာကိုမသိကြပါဘူးမြေရောက်ခန်းကိုဆင်းတဲ့အပေါက်နဲ့ကျမ်းမြင်ကလည်းတသားတည်းလိုဖြစ်နေပါတယ်ပြောမှပြမှသာသိနိုင်ပါတယ်ကျောင်းပေါ်တဲ့ကိုတက်တဲ့ကျွန်းကြောင်ရင်လေကားကြီးကလည်းပုလုံးတိုင်နေတဲ့ခန်းသားထယ်ဝါလွန်းလာပါတယ် မောင်စိန်လာမဒေါ်ရင်ရင်ကိုတော့မသိသူဟာရှားပါလာပါတယ်ဒေါ်ရင်ရင်ကမြေရောက်ခန်းကြီးကိုဆင်းတဲ့လေးတောင်ကျန်းကွက်ပေါ်မှာဇပွဲဝိုင်းခင်းပြီးတော့လက်ဖက်ပွဲတွေအချို့ပွဲတွေပြင်ဆင်တတ်ပါတယ်မောင်စိန်လာကတော့သူ့အိမ်မက်ကိုတွေ့တဲ့သူတိုင်းကိုပြောပြနေပါတယ်ဘသူကမှလည်းစိတ်ဝင်စားရမပြပါဘူးရောင်းအောင်လာခဲ့ဆိုမှတော့မင်းသွားလိုက်ပေါ့ကွာအဲ့လိုမျိုးပြောကြသူကြီးပါပဲမောင်စိန်လာကခဏခဏညောင်မင်းကြီးရောက်ကိုရောက်သွားခဲ့ပါတယ်ဘာမှထူးခြားတာတော့မတွေ့ခဲ့ရပါဘူးခေါင်းတကုတ်ကုတ်နဲ့ပြန်လာရသည်ကများနေပါတယ်အဲ့ဒီချိန်မှာပဲမောင်စိန်လာကတူးတယောက်ကိုသွားပြီးတော့တရိပ်ရပါတယ် ဇေရီတစောင်းတွဲမှာတပားတဲ့တိတန်သတင်းသုံးနေတဲ့ဦးစင်းအိုကြီးကိုပါဦးစင်းဖျားတပည့်တော်ကိုညောင်မင်းရောက်ကိုလာခဲ့တဲ့ငါဆောင်နေမယ်ဆိုတဲ့အိမ်မက်ကိုတပည့်တော်ခဏခဏမှတ်နေတယ်ဖျားသွားတော့လဲဘသူ့အမှမတွေ့ရပါဘူးဖျားတပည့်တော်လည်းမစင်းစားတတ်တော့ပါဘူးအိမ်မက်ကတော့နှစ်ရချားတစ်ခါလောက်တော့မှတ်တယ်ဖျားဒါပေမဲ့အိမ်မက်ထဲမှာပြောနေတဲ့လူတော့တပည့်တော်တေချာမတွေ့ရပါဘူးဖျားအတန်ကိုပဲတပည့်တော်ကြားနေရပါတယ်ဦးစင်းကြီးကမောင်စိန်လောက်ကိုကြည့်ပြီးတော့ပြုံးနေပါတယ်တခါကြီးထူးကြလိမ့်မယ်ကွယ်အချိန်မကြသေးတော့စောင့် အတိအကျအိမ်မက်ပေးပါလိမ့်မယ်ပေးတဲ့အိမ်မက်တိုင်းဒဂါကြီးတိတိကျကျလုပ်ဒဂါကြီးကိုစောင့်ရှောက်တဲ့ပုံကသတိပေးနေရပါမောင်စိန်လားမောင်စိန်လားငါစောင့်နေတာကြာပြီနေပါလို့မလားလဲဟမ်မောင်စိန်လားတရားလန်သွားခဲ့ပါတယ်ပြောလိုက်တဲ့အတန်ကအကျေကြီးပါအတန်ရှင်ကိုလည်းလိုက်ရှာနေမိပါတယ်ဒါမဲ့တော့မတွေ့ရပါဘူးဟေးဟမ်ဘာလိလဲဟာဟာလူပုလေလူပုလေပဲမောင်စိန်လားလည်းအဲ့ဒီလိုအော်ခေါ်ပြီးတော့အတင်းကိုလိုက်ဆွဲပါတယ်ဒါမဲ့လည်းမမီလိုက်ပါဘူးလူပုလေးရဲ့ကြောပြောင်ပြောင်ကိုသာမြင်လဲရပါတယ် ရိုးရိုးလမ်းလျှောက်သွားနေရပါပဲဒါပေမဲ့တော်တော်လေးကိုမြန်တယ်လို့ဆိုရမှာပါမောင်စိန်လကအပြေးလိုက်တာတော့မမီပါဘူးပြေးလိုက်ရသည်မှာဘုန်းကြီးကျောင်းဝင်းတဲ့ကနေညောင်မင်းကြီးစီတီကိုရောက်သွားပါတယ်ဒါပေမဲ့လူပုကောင်ကိုတော့ရှာမတွေ့တော့ပါဘူးပျောက်ချင်းမလားပျောက်သွားခဲ့ပါတယ်မောင်စိန်လကလည်းဟင်ကနေဆိုပြီးတော့တပြင်းရှိကြီးကိုချလို့အဲ့ရကနေလန်နိုးလာခဲ့ပါတယ်အိမ်မက်ထဲကလူပုကောင်ကိုလည်းကြိတ်မနိုင်ခဲမရဖြစ်နေခဲ့ပါတယ်လင်မြန်လိုက်တဲ့အကောင်မောင်စိန်လကအဲ့ရကနေအသာထားလို့ရေဦးစင်ရှိရကိုတွားပြီးတော့ရေကိုတဝကြီးတောက်ပလိုက်ပါတယ်ပြီးတော့အိမ်မက်ကိုပြန်ပြီးတော့စဉ်းစားနေမိပါတယ် ဒီကိစ္စတော့ဥပစင်းကြီးကိုသွားရှောက်အောင်မှာပဲအဲလိုနဲ့ပဲနေလာလိုက်တာရက်တော်တော်ကိုကြာသွားခဲ့ပါတယ်အိမ်မက်တော့မမက်တော့ပါဘူးမေးတိတိတောင်ဖြစ်သွားပါတယ်တနေ့ညနေစောင်းမှာတော့မောင်စင်လက်တယောက်ကကိုရင်လေးတွေနဲ့ဘုန်းကြီးကျောင်းတော့ဝိုက်မှာတန်ရှင်းရေးလုပ်နေပါတယ်အမိုက်တွေလဲကောက်ပြီးတော့တနေရာထဲမှာစုပုံပြီးတော့မီးရှို့ပါတယ်မီးရှို့တဲ့နေရာနဲ့ညောင်မင်းကြီးကတိတ်မဝေးလာပါဘူး ဆောင်းနှင်းခါဆိုတော့ချမ်းစစ်စိတ်ဖြစ်နေတာမလို့မောင်စိန်လာကိုရင်လေးတွေနဲ့မီးပုံဘေးမှာထိုင်လို့မီးလုံနေကြပါတယ်တော်ထဲမှာပွင့်ကြတဲ့တောသစင်ပန်းတို့ရဲ့မွေးရည်နှန်းကလည်းတစ်ချက်တစ်ချက်လေဝိမှာတော့ပြင်းဥလွေမျိုးတစ်မျိုးလုံးတင်းလို့ကြိုင်နေပါတယ်ခက်ပြင်းပြင်းတိုက်လာတဲ့လေရှိန်ကြောင့်ပဲညောင်ရွက်တို့ရဲ့လောက်ခတ်တန်ကတရှဲရှဲမောင်စိန်လာကလည်းညောင်မင်းကြီးစီကိုမျက်စိရောက်သွားပါတယ်ဟမ်လူပုကောင်လူပုကောင်ပြောရင်းနဲ့မောင်စိန်လာကညောင်မင်းကြီးရှိရာစီကိုအပြေးသွားလိုက်ပါတယ်ဘေးနားမှာထိုင်နေတဲ့ကိုရင်လေးတွေတောင်လက်ဖြန့်ကုန်ပါတယ်ဘာဖြစ်တာလဲတကကြီးရဲ့ ။ဘာမသိညာမသိကိုရင်လေးရမောင်စိန်လက်နောက်ကိုပြေးလိုက်လာကြပါတယ်။ရှာပေါင်းကိုရင်တို့ကလူမှုကောင်လေးပြေးသွားတာ။ကိုရင်လေးကပြွတ်ပြွတ်ပြဲတဲ့ကြောင်တောင်နဲ့ညောင်မင်းကြီးကိုပတ်လို့ရှာနေပါတယ်။ပြောလို့သာရှာရပါတယ်လူမှုကောင်ဆိုတာဘာပါလဲ။မောင်စိန်လက်ကခေါင်းကိုကုတ်ရပြန်ပါတယ်။သူမျက်စိရပဲမောက်နေရလားကိုရင်တွေမေးကြည့်တော့လည်းတခါမှမတွေ့ဘူးပါဘူးတဲ့တခါကြီးရှောက်ရှောက်မပြောပါနဲ့ကိုရင်တို့ကြောက်တယ်ဗျကိုရင်လေးတစ်ပါးကအဲ့လိုထပြောပါတယ်ထုံးစံတိုင်းပဲမောင်စိန်လာကဥပစင်းအိုကြီးစီကိုရောက်သွားခဲ့ပါတယ်မလောနဲ့တခါကြီးရဲ့အချိန်မကြသေးလို့ပါဥပစင်းအိုကြီးနဲ့တော့ခတ်တော့ခတ်နေပါပြီ အချိန်မကြာသေးလို့ဆိုပြီးပဲမိတ်နေတာကြီးပါပဲမောင်စိန်လာဟာတိတ်လဲစိတ်မရှိခြင်းတော့ပါကျောင်းနိုင်ဘုန်းကြီးကိုရှောက်ရင်ကောင်းမလားဆိုပြီးတော့တွေးမိပါတယ်ဟိုးမလျှောက်တော့ပါဘူးလေကြ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 ေနဲ့ဖြစ်ကုန်ရင်မကောင်းလေ မော်စိန်လာကလည်းဒီတိုင်းပဲနေလိုက်ပါတယ်။ဘာရင်မဲ့ထပ်ပေးဦးမလဲဆိုပြီးတော့လည်းစောင့်ကြည့်နေပါတယ်။မနေ့ပြန်မှာတစောင်းမိုးလာပြနေမလို့ဒီညမှာတော့ကြိုလို့လာမင်းကြီးကထိန်းထိန်းတားနေပါတယ်။ကျယ်ရီကလည်းတော်ဆုံနေခဲ့ပါတယ်။လာပြကိုကြိုတဲ့ညကျယ်ရီဆုံတဲ့ညမှာကောင်းငင်ကြီးကလင်းလို့ထိန်လို့ပြင်းဦးလွေမျိုးတစ်မျိုးလုံးတောသစဉ်ပန်းတွေရဲ့ရနက်ဟာလည်းကြိုင်လို့မွေးလို့ပါပဲ။လွတ်တင်လိုက်ကြတဲ့မီးဘုံပြန်လေးတွေကလည်းကျယ်ရီနဲ့ပြန်လမ်းတိုင်းလမ်းတိုင်းမှာလည်းရောင်စုံမီးဘုံလက်လက်လေးတွေချိတ်ဆွဲလို့ပါ။ခက်ခိုက်တုံအောင်ချမ်းလာပါတယ်။မောင်စိန်လာတယောက်ကတော့အမားပြစ်သူကိုနှုတ်ဆက်လိုက်ပြီးတော့ စောစောစီစီအိယာဝင်လိုက်ပါတယ်မိမနဲ့ကလေးတွေကမန္တလေးမဟာမြတ်မုဏိဖျားပွဲကိုသွားကြပါတယ်တကယ်တော့အမအမနဲ့တလေးတစနဲ့အမရင်းလိုမျိုးခေါ်နေတဲ့ဒေါ်တော်ရင်ဟာမိမဖြစ်သူရဲ့အမေမိရွေးဖြစ်ပါတယ်ဒေါ်တော်ရင်လိုမိရွေးမျိုးဟာရှိမယ်လို့မထင်ပါဘူးအမကြီးတယောက်လိုလေးစားလောက်ပဲကောင်းပါတယ်မောင်စိန်လာရဲ့မိမဖြစ်သူကလည်းဒေါ်တော်ရင်ကိုအမလို့သာခေါ်ပါတယ်မောင်စိန်လာတယောက်ကတော့ခေါင်းစွတ်တွေခြေစွတ်တွေနဲ့ဆောင်းအထက်ထက်ခြုံလို့မကြပါနင်းနေချက်ချက်အိပ်ပျော်လို့သွားခဲ့ပါတော့တယ်မောင်စိန်လာမောင်စိန်လာ ထထငါနဲ့လိုက်ခဲ့ကွယ်မောင်စိန်လာဟာအတန်ရှင်ရှိတဲ့နောက်ကိုထက်ချက်မကွာလိုက်သွားခဲ့ပါတယ်။ကျောင်းဝန်းရှိကိုရောက်တော့ပိတ်ထားတဲ့တကားကြီးကလူလူပွင့်သွားခဲ့ပါတယ်။အဲ့လိုနဲ့ပဲခေါဆောင်ရနောက်ကိုလိုက်လာရင်လည်းညောင်မင်းကြီးအောက်ကိုရောက်လာခဲ့ပါတယ်။ဒီနေရာကိုတူးဒီနေရာကိုတူးအတန်ရှင်ပြတဲ့နေရာကိုကြီးလိုက်တော့ဟာလူပုကောင်လေးပဲဟာမုံမုံဘလူးလေးဘလူးလေးဟာဟမ်ဘလူးလေးကတင်းမုံကြီးထမ်းလို့ပါလားဟာမောင်စိန်လာကလည်းဘလူးလေးကိုအသေးချာကြည့်လိုက်မိပါတယ်ဟမ် ဘလူးလေးကရေတောင်ရေပြနေပါသေးတယ်။အစွဲနှချောင်းကအပေါ်ကိုကွေးလို့တက်သွားခဲ့ပါတယ်။ဘလူးလေးကထန်းထားတဲ့တင်းမုံကြီးကိုပခုံးမော်ကနေချပြီးတော့နေရာရွှေ့ပေးပါတယ်။တူရမဲ့နေရာကသူရက်နေတဲ့နေရာရဲ့အောက်တက်တဲ့မှာဟုတ်။မောင်စိန်လာကလည်းအတန်ရှင်ပြောတဲ့အတိုင်းမြေကြီးကိုတူးဆွလိုက်ပါတယ်။တိတ်တော်မတူးလေးရပါဘူး။မြေအိုးတစ်လုံးသူ့အောက်မှာနောက်ထပ်တစ်လုံးအဲ့ဒီအိုးရဲ့အောက်မှာတော့နောက်ထပ်တစ်လုံးမြေအိုးသုံးလုံးစင်ထွက်လာခဲ့ပါတယ်။မြေအိုးတွေကိုမောက်ချလိုက်။အတန်ရှင်ပြောတဲ့အတိုင်းမောင်စိန်လာကမြေအိုးတွေကိုတစ်လုံးပြီးတစ်လုံးမောက်ချလိုက်ပါတယ်။ဟာပြ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 နဲ့အယောင်တွေထွက်လို့ စိန်နေရွှေတွေကြောက်တံပရက်များရဲ့အများကြီးပါလားပြ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 နဲ့အယောင်နေထွက်နေတဲ့စိန်နေရွှေတွေကြောက်တံပရက်များတွေအများကြီးပါအောက်ဆုံးဦးတလုံးမှာတော့အပါပါတန်ခွင်းကျိုးဆက်ပုံစံနဲ့ရွှေကြိုးကြီးပါလားအခွေလိုက်ကြီးငါမတော့မနိုင်မှာမလားမသိဘူးမောင်စိန်လားမင်းဒါတွေကိုလိုချင်လားဟာဘလို့ပြောလိုက်တာလဲဗျာလိုချင်တာဗောဗျာအေးအဲ့ဒါဆိုလို့ရှင်ဒီမနက်3နာရီတိတိမှာဒီနေရာကိုမင်းတယောက်ထဲလာခဲ့ကွာဘသူ့ကိုမှလည်းမပြောနဲ့ ဘသူ့အမှလည်းခေါ်မလာနဲ့ဘလူးလေးကတင်းမုတ်ထမ်းပြီးတော့မင်းကိုစောင့်နေမယ်အဲဒီနောက်မှာတော့မောင်စိန်လမြင်တွေ့နေရတဲ့အရာအလုံးဟာအမောင်တိကျသွားခဲ့ပါတယ်အတန်ရှင်ရဲ့အတန်ကလည်းတိတ်ဆိတ်လို့ငြိမ်သက်သွားခဲ့ပါတယ်ဘဲပြောက်သွားလဲဟာဟမ်မောင်စိန်လအဲ့ရကနေလန်နိုးလာခဲ့ပါတယ်အိမ်မက်ကတော်တော်ထူးဆန်းလာပါတယ်အတန်ရှင်ပြောတဲ့အတိုင်းတကယ်ဆိုရင်တော့မောင်စိန်လတယောက်ဟာစိန်ရွှေငွေကြောက်တံပရမများတွေရတော့မှာပါတထေးကြီးဖြစ်တော့မှာပါမောင်စိန်လမျက်လုံးထဲမှာအိမ်မက်ထဲမှာရတနာတွေကိုကွင်းကွင်းကွက်ကွက်ပြင်မြင်နေရပါတယ် ဥပစင်းကိုကြီးပြောတဲ့အချိန်ကြာပြီထင်ပါတယ်မောင်စိန်လာကချင်းအောင်လက်လို့တိုင်ကက်နိုင်ကိုကြိလိုက်ပါတယ်ဟာနှစ်နာရီတော့ထိုးနေပြီပဲကွာအတန်ရှင်က3နာရီတိတိလို့မှားထားတာပဲဟာသွားမှာပဲကွာသွားမှာသွားမှာလုံးမကိုင်းမှာနဲ့နောက်ကျလို့မဖြစ်ဘူးဟာ မောင်စိန်လာအိမ်ကနေတိတ်တိတ်ထွက်ခွာလာခဲ့ပါတယ်။ဘုံကြီးကျောင်းဝင်းတကားနားကိုရောက်တော့အိမ်မက်ထဲကအတိုင်းပဲကျောင်းတကားကြီးကပွင့်လို့ပါ။မောင်စိန်လာခဏတွေ့ဝေသွားပါတယ်။အတန်ရှင်ကဘသူမှမပြောနဲ့ဘသူမှမခေါ်နဲ့တဲ့။မခေါ်ဘူးကွာငါတယောက်တည်းပဲသွားမယ်။မောင်စိန်လာညောင်မင်းရှိရကိုဖြည်းဖြည်းချင်းလှမ်းပြီးတော့ထွက်လာခဲ့ပါတယ်။ကြောထဲမှာလည်းစိတ်တိတ်နေတော့ဖြစ်လာပါတယ်။ မောင်စိန်လာကညောင်မင်းကြီးစီကိုလမ်းမျောပြီးတော့ကြိလိုက်ပါတယ်။လာရောင်အောက်မှာတော့ညောင်မင်းကြီးကမဲမဲအကောင်ကြီးတကောင်လိုလှုပ်ရှားရိမ့်ထိုးနေပါတယ်။အေးတယ်လူပုကောင်အဲ့ဒီဘလူးလေးကိုမျက်စိထဲမှာသွားမြင်ပြီးတော့လမ်းနေတဲ့ခြေလမ်းနေပဲတုံနေဖြစ်သွားခဲ့ပါတယ်။ကြည်စမ်းမောင်ကွာရီပြနေလိုက်တာအဆွဲနှချောင်းကပြူးပြီးတော့အပေါ်ကွေးတက်နေရပဲ။မောင်စိန်လာကလည်းကြက်သိန်းတစ်ဖက်မြတ်နဲ့ထားသွားခဲ့ပါတယ်။ဆက်သွားရကောင်းတို့ရက်လျက်ကောင်းတို့နဲ့ရှိနေပါတယ်။မောင်စိန်လာတယောက်လည်းဟိုတွေးဒီတွေးနဲ့ကြောက်စိတ်တရားအလိုလိုဝင်လာခဲ့ပါတယ်။မဖြစ်သေးပါဘူးကွာ။ကိုင်ဆန်တော့နှိုးပြီးတော့သွားခေါ်ဦးမှာပဲ။ မောင်စိန်လာအဲ့လိုတွေးပြီးတော့ကိုရင်နေအိတ်တဲ့အဆောင်ဘက်ကိုသွားပြီးတော့အဆောင်တကားကိုအตาရာတွန်းဖွင့်လို့ကိုရင်ဆန္ဒအိတ်တဲ့နေရာကိုခြေဖို့နင်းသွားရင်နဲ့ကိုရင်ကိုရင်ကိုရင်ဆန္ဒမောင်စိန်လာလေးတန်းခတ်တူးတူးလေးနဲ့လုံနိုးနေပါတယ်အဲ့နောက်မှာတော့ကိုရင်ဆန္ဒကလည်းအိယာကနေနိုးလာခဲ့ပါတယ်နိုးနိုးချင်းမှာပဲအိတ်ချင်မှုတို့နဲ့ဘူးမတိပါမတိနဲ့မောင်စိန်လာနောက်ကိုအညိုရောင်ဆောင်ကြီးပတ်ချုံပြီးတော့လိုက်လာပါတယ်ကိုရင် မကြောက်နဲ့နော်ကိုရင်ကိုမကြောက်နဲ့လို့ပြောပြီးတော့မောင်စိန်လာတယောက်ကတော့ကြောက်နေပါတယ်ညောင်မီနာကိုကိုရင်ဆန္ဒနဲ့သူနဲ့ဟာရောက်လာခဲ့ပါတယ်လာပြည့်ရဲ့အလင်းရောင်ကညောင်မီရဲ့အောက်ချစ်တဝိုက်ကိုအထင်းသားမြင်နေရပါတယ်ဒီနေရာပဲကိုရင်ကလာတူးဆိုဗျာနေုံတကာကြီးရဲ့ဒီမှာအယုတ်လေးတယုတ်ကိုရင်ကောက်ယူလိုက်တဲ့အယုတ်ကိုမောင်စိန်လာဆွဲယူကြည့်လိုက်ပါတယ်တထွားတသာရှိတဲ့ဘလူးယုတ်ကလေးပါပခုံးထက်မှာတော့တင်းမုတ်ကလေးထန်းလို့ပါဟုတ်ပြီဟုတ်ပြီ အိမ်မက်ထဲကအတိုင်းတော့ဖြစ်နေပြီအဲ့လိုတွေးပြီးတော့မောင်စိန်လာကမြေကြီးတွေကိုတူးဆွလိုက်ပါတော့တယ်ဆောင်းနှွေးလေကြီးထဲမှာလဲဇော်ကျူးတွေပါပြန်လို့ပါကိုင်မြေမြလို့ပါကိုင်ရဲ့တူးဆက်မှာဘနနိုင်တောင်ထိုးနေလည်းမသိဘူးအာယုံတက်ခန့်နီးနေပြီလေတကကြီးရဲ့မောင်စိန်လာကကိုင်လေးပြေကိုကြားရမတူပါဘူးကုံယုံပြီးတော့သာမြေကြီးတွေကိုတူးဆွနေပါတော့တယ်ဟောတွေ့ပြီတွေ့ပြီမြေိုးတလုံးဆက်ပြီးတော့တူးလိုက်ပါလေအိမ်မက်ထဲရအတိုင်းပဲမြေိုးသုံးလုံးဆင့်လို့ပါမောင်စိန်လာကလည်းအဲ့ဒီမြေိုးသုံးလုံးကိုတလုံးပြီးတလုံးကမူးရှူလို့နဲ့မောက်သွန်ချလိုက်ပါလေဟမ်ဟာထွက်ထွက်ကြလာပြီဟာ အဲ့ဒီအိုးတွေကထွက်လာတဲ့အရာတွေကတော့မီးလောင်ဗီဇာပြာမုံပြာခဲတွေနဲ့ကြောက်တုံးခဲမဲမဲကြီးတွေပါမီးသွေးခဲတွေလိုမျိုးတန်ကြိုးကွင်းဆက်တွေနဲ့တန်ကြီးတက်နေတဲ့တန်ကြိုးကြီးကလည်းအခွေလိုက်အပုံလိုက်ပါဘာရီလဲတခါကြီးอ่ะကိုရင်လေးအမေကိုမောင်စိန်လာမဖြေနိုင်တော့ပါဒီနေရာကိုမင်းတယောက်တည်းလာပါဘသူ့အမမပြောနဲ့ဘသူ့အမလည်းခေါ်မလာနဲ့လို့ပြောထားရက်နဲ့ကွာအဲ့လိုပြောလိုက်တာတော့အိမ်မက်ထဲကအတန်ရှင်ပါပဲဒီအတန်ကိုမောင်စိန်လာတယောက်ကပြပြတတကြီးကြားလိုက်ရပါတယ်တွားပြီကွာ ထွက်ကြလာတဲ့အရာအလုံးကိုစူးစိုက်ကြည့်ရင်လည်းမောင်စိန်လက်တယောက်ဟာအယုတ်ကျိုးပြတ်ဖြစ်သွားခဲ့ပါတယ်။ဒဂါကြီးဒဂါကြီးတတိထားပါအောင်ဒဂါကြီးရဲ့ဇလန်းလေးကတော့ဒီမာရီမဲပြီးဆုံးသွားခဲ့ပါပြီဗျ။ဒီဇလန်းလေးကိုတော့အဘိုးဦးစိန်လာရဲ့ဖြစ်ရမှန်ကိုအသက်65နှစ်ရှိပြီဖြစ်တဲ့အဖွားနဲ့အသက်82နှစ်ရှိပြီဖြစ်တဲ့မိခင်ကြီးတို့ရဲ့ပြောပြချက်အရဖော်ပြရခြင်းဖြစ်ပါတယ်။ဇလန်းလေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျ။မူရင်းရေးသားသူစာရေးသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။ ။တင်တန်းနေများစွာတက်ရောက်ပြီးဒီကဲလက်တွေ့ဘဝကိုရှောက်လန်းရမယ့်ချိန်မှာလမ်းတွေပျောက်နေတဲ့ဆိုရင်တော့ Profit Mobile ဖုန်းပြင်တင်တန်းကြောင့်လမ်းလာခဲ့လိုက်ပါ။တင်းရဲ့စိတ်ကူးအိမ်မက်တွေကိုပုံဖော်ဖန်နိုင်မယ့်ဒီလမ်းညွန်ပေးပါမယ်။ဒီပညာတွေလိုက်လို့မမီအောင်မြန်ဆန်တိုးတက်နေတဲ့ AI ခကြီးတွေမှာလည်း Mobile ဖုန်းတွေပြတ်သွားရင် Hardware ဘိုင်းပဲဖြစ်ဖြစ် Software ဘိုင်းပဲဖြစ်ဖြစ်ဖုန်း Service ဆိုင်တွေမှာတွားရောက်ပြုပြင်ကြရပါတယ်။တင်သားဖုန်းပြုပြင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ Professional တယောက်ဖြစ်နေမယ်ဆိုရင်တော့တိုးတက်နေတဲ့ AI ခကြီးတွေမှာလည်းလက်ကမောင်းခတ်ပြီးတော့ရင်ကော့ခေါင်းမော်ကရက်တည်နိုင်ပါလိမ့်မယ်။အဲဒီလိုလူတယောက်ဖြစ်ဖို့ဆိုရင်တော့ရန်ကုန်မြို့က မာယုမြို့နယ်လေတန်ဦးထွန်းလင်းချန်လမ်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင့်တင်တန်းကြောင့်မှာအခုပဲစီးရင်လာသွင်းလိုက်ပါကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့တင် जा မှုတွေနဲ့တဦးချင်းကိုမတက်မချင်းအသေးစိတ်တင် जा ပေးနေရပါ Profit Mobile Phone မြင့်တင်တန်းကြောင့်ရဲ့အားသာချက်ကတင်တန်းကြီးတစ်ခါပေးသွင်းပြီးတာနဲ့နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုလည်းအချိန်အကန့်အသတ်မရှိပြန်လည်တင် जा နိုင်တဲ့အခွင့်အရေးကိုလည်းပေးထားပါသေးတယ်လုပ်ငန်းဝင်ဝင်တဲ့သူတွေကိုပိုင်ဆိုင်ဖွင့်မဲ့သူတွေနဲ့ကျွမ်းကျင်တဲ့တင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့တင်တန်းသားပေါင်းများစွာကိုလည်းဆက်လက်တင် जा ပေးနေတဲ့တခုတည်းသောတင်တန်းမှာစိတ်က ခုအိမ်မက်ဒီဖန်နီးပုံပေါ်နိုင်မဲ့တင်တဲ့စ Mobile Phone ပြင်တင်တဲ့မှာဆို Profit